လိုင်းလေးရအောင်လူမြင်မြင်ပြည့်တော့လိုက်ကလေးတွေပြီးပြီးလူရအောင်လိုက်ကလေးတွေပြီးပြီးပါကြွတိုင်းအကြကြသွားလို့မင်္ဂလာပါကြွအကူကြီး င်းမင်းလေးဖြစ်တော့လို့လက်မလေးလေးနှိပ်ပြီးလို့ရနှိပ်ပြီးသားမှာဟောဒီမှာလကားပြပြရတော့မှလက်မနှိပ်တာကိုသုံးဝင်တူနေရသေးတယ်ခက်တော့တာအာမင်းတော့မင်းနေဆိုကူကူကြီးရုံပါလေဗျ ဆက်မနေထားဆိုတာမဟုတ်ပါဘူးကျွန်တော်အတွက်လည်းမဟုတ်ပါဘူးဟိုလူများများဖြစ်သွားပြီပြီးတော့ကျွန်တော်လည်းဒါဒါဒါပြပြီးတော့မမခွန်နေရလူလည်းမဟုတ်ပါဘူးအကုန်လုံး free ရကြတော့ဗျာပိုကောင်းတော့ဟုတ်ကျေးဇူးတင်ပါတယ်ဗျာအခုဒီမူကလည်းကျွန်တော်ပြပြီးသားလေးပါပဲဒါပေမဲ့ကျွန်တော်2020ရပဲကျွန်တော်ပြထားတာပေါ့နော်ဒါပေမဲ့မနေ့ပြန်ကြရင်တော့ရချင်းပြဖြစ်တဲ့အတွက်ကြောင့်မလို့ များများကစားခြင်းတဲ့လူတွေလည်းရှိရင်ကစားလို့ရအောင်ကျွန်တော်ဒီမူရဲ့အတိန်နဲ့ကိုကျွန်တော်ပြပေးတာပါကြိုက်တယ်ဆိုရင်လည်းကစားလို့ရပါတယ်ကျေးဇူးတင်ပါတယ်ကိုကိုကြီးဟိုကျွန်တော်တကယ်ဘယ်လိုပြောမလဲဆိုကျွန်တော်ကဒါဟိုပြပြရဲဆိုတာကျွန်တော် monetization လဲကျွန်တော်ရှောက်ထားတာမဟုတ်ပါဘူး ီးတော့ကျွန်တော်ဖွဲ့ဝင်လေကျွန်တော်ခေါ်တာမဟုတ်ပါဘူးပြီးတော့ Viber channel ခေါ်ပြီးတော့လေပတ်စံတောင်စာလေးခေါ်မျိုးမဟုတ်ပါဘူးကျွန်တော်အကုန်လုံးဟိုကိုထိုးတဲ့ကနန်းလေးတွေကိုမျှပေးရုံပါပဲအဲ့တော့ဗျာကိုလိုမျိုးဟို free ရရဲဆိုလေပြီးတော့ကျွန်တော်လေခုကျွန်တော်ပြထားရဲ့ကျွန်တော် channel ရဲ့ဝင်ကြည့်လိုက်ပါဟိုပေါက်ပန်းလေးရှောက်ပြောထားတာမပါပါဘူး ပြီးတော့ကျွန်တော်ရဲ့ win rate ຢာကိုင်းနှုံးကလေကျွန်တော်90အထက်မှာရှိပါတယ်အဲတော့ဟိုအကုန်လုံးကဒါမျောလင်းချင်းနေပေါ့ဗျာလောင်ကစားလုတ်တယ်ဆိုတာလောင်ကစားကိုလုတ်ချင်လို့လုတ်နေကြတော့မဟုတ်ဘူးပေါ့ခေချင်နေရပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ဒါလေးကထွက်ပေါက်တစ်ခုမြန်ဖြစ်မလားဆိုပြီးတော့ကစားနေကြတာပါအဲ့လိုကိုချင်းစာသိမ့်နေပဲကျွန်တော်ကလေဒါကို free ပေးတာပါကိုလည်း ဒါကိုမမခွင့်ရင်ပတ်စံဘလူရရဲဆိုတော့လည်းနားလဲပါလိမ့်ခေါ်လဲခေါ်တတ်ပါလိမ့်အခုလိုမျိုးဂျောင်ပိတ်အခွေမျိုးတွေဘာတွေဆိုလို့ရှိရင်လည်းကျွန်တော်ပုတ်တင်ပြီးတော့ရောင်းစားတတ်ပါလိမ့်ဒါကြောင့်မလို့ဟိုများများတီးအောင်လို့လက်မလေးနှိပ်ဖို့ကျွန်တော်ကပြောတာကျွန်တော်အတွက်ဘာမှဟိုနှိပ်ဖြစ်လို့ပြောတာမဟုတ်ပါဘူးဟိုတချို့တွေကြောက်ရလေဘယ်လိုလဲတော့မသိဘူးပြခိုင်ကြောက်ရလေ အလဲမနက်ခက်ဖြစ်တယ်ဒါအခုဆိုလို့ရှိရင်လေဗျအဲထားပါပြောမနေတော့အလဲမနက်ခက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်ဗောနော်အဲ့လိုဖြစ်လို့ရှိရင်နောက်ကနေ၃လုံးကိုပေါင်းလိုက်၃ပါဝါ၈၃တစ်ခက်က၅၅ပါဝါ၃ည၃၈၅၃ညဆိုရခွေးဒီမှာထွက်ပါတယ်နော်၅ရက်ပေါ့နော်၅ရက်ကလား၅ရက်ဆိုရင်မြေ၆ရက်ကိုရောက်သွားတာလည်းရှိပါတယ် ဒါ2012ကနေကျွန်တော်စပြပြီးတာပါအပူပါပါတယ်ထွက်ထွက်ချင်းနေဟိုကသူကအပူနဲ့ပုတ်ထွက်ထားတာပါအလယ်မှာနက်ခက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်နောက်ကနေ3လုံးကိုပေါင်းလိုက်တော့9ပါကိုနက်ခက်ကအဲကိုကိုပါဝါလေးကိုနက်ခက်က6 6ပါဝါ1ကိုလေး6 1ဆိုရဲခွေထွက်ပါတယ် အလယ်မှာနက်ခက်ဖြစ်ပါတယ်ညနေမှာပါဝါဖြစ်တယ်နောက်ကနေ၃လုံးကိုပေါင်းပါကိုကိုပါဝါလေးကိုနက်ခက်က6 6ပါဝါ1ကိုလေး6 1ဆိုတဲ့အကွေထွက်ပါတယ်အလယ်မှာနက်ခက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်နောက်ကနေ၃လုံးကိုပေါင်း၃၃ပါဝါ၈၃နက်ခက်က၅၅ပါဝါ၃ည၃၈၅၃ညဆိုတဲ့အကွေ1 2 3 4ဒီမှာထွက်ပါတယ်ဟာ2013မှာ အလဲမနက်ခက်ဖြစ်တယ်ညနေမှာပါဝါဖြစ်ပါတယ်။နောက်ကနေ3လုံးပေါင်း6 6ပါဝါ1 6နက်ခက်က9 9ပါဝါလေး6 1 9လေးဆိုရယ်ကိုမှာပြတ်ပါတယ်။2014မှာပါ။2014မှာတစ်ချိန်ပြတ်ထားပါတယ်။6 1အော်ဒီမှာထွက်တယ်။အဲ6 1 9လေးဒီမှာပြတ်တယ်နော်။တစ်ချိန်ပြတ်ထားပါတယ်။မှတ်ထားကြည့်ပါတစ်ချိန်ပြတ်ပါတယ်။အလဲမနက်ခက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်။နောက်ကနေ3လုံးပေါင်း5 6 ငါပဝါ3ညငါနခက်က3 3ပဝါ8ငါ3ည38ဆိုရဲခွေထွက်ပါအလယ်မှာနခက်ဖြစ်တယ်ညနေမှာပဝါဖြစ်တယ်နောက်ကနေ3လုံးပေါ့နှစ်နှစ်ပဝါခွန်နှစ်နခက်က4 4ပဝါကိုနှစ်ခွန်4ကိုဆိုရဲခွေဒီမှာထွက်ပါအလယ်မှာနက်ခက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ် နောက်ကနေ့3လုံးပေါင်းနှစ်နှစ်ပါဝါခွန်နှစ်နဲ့ခက်ကလေးလေးပါဝါကိုနှစ်ခွန်လေးကိုဆိုရခွေ1 2 3 4 5 5ရက်မှလာထွက်ပါလေမနက်ခက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်နောက်ကနေ့3လုံးပေါ့နှစ်နှစ်ပါဝါခွန်နှစ်နဲ့ခက်ခလေး၄ပါဝါကို2ခွန်၄ခုဆိုရခွေဒီမှာထွက်ပါဒါက2016မှာအဲ့ဒီချိန်မှာဖြစ်တာပါ 2019မှာအဲ့ဒီဖြစ်စဉ်မရှိပါဘူး2018မှာအလဲမှာနှက်ခက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်နောက်ကနေ့3လုံးကိုပေါင်း6 6ပါဝါ1 6နှက်ခက်က9 9ပါဝါ4 6 1 9 4ဆိုရဲ့ခွေထွက်ပါအလေမနက်ခက်ဖြစ်တဲ့ညနေမှာပါဝါဖြစ်တယ်။နောက်ကနေ့3လုံးကိုပေါ့6 6ပါဝါ1 6နှက်ခက်က9 9ပါဝါ4 6 1 9 4ဆိုရဲ့ခွေ နှစ်သုံးလေးငါသူဒီမှာ၆၆ရက်ကျမှလာထွက်ပါတယ်။လေမန်နဲ့ခက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်။နောက်ကနေ၃လုံးအပေါင်းငါငါပါဝါ၃ညငါနဲ့ခက်က၃၃ပါဝါ၈ငါ၃ည၃၈ဆိုလို့ရခွေဒီနှစ်သုံးလေးငါ၅ရက်မှလာထွက်ပါ 2020ဒါကျွန်တော်ဒီကနေပြီးတော့စပြထားတာပါအလယ်မှာနက်ခက်ဖြစ်တယ်ညနေမှာ ပါဝါဖြစ်တယ်နောက်ကနေ့3လုံးပေါင်5ငါပါဝါ3ညငါနက်ခက်က3 3ပါဝါ8ငါ3ည3ဆိုရဲခွေးဒီမှာထွက်ပါတယ်အလယ်မှာနက်ခက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်နောက်ကနေ့3လုံးပေါင်း9 9ပါဝါ4ခုနကက6 6ပါဝါ1 9လေး6တိဆိုရဲခွေးဒီနေ့ ကျင်းမှာထွက်တာနှစ်ခါရှိပါပြီ။အလယ်မှာနက်ခက်ဖြစ်တယ်၊ညနေမှာပါဝါဖြစ်တယ်။နောက်ကနေ၃လုံးအောင်ပေါ့။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ။နောက်ကနေ၃လုံးအောင်ပေါ့။၃၃ပါဝါ၈၃နက်ခက်က၅၅ပါဝါ၃ည၃၈၅၃ညဆိုရဲခွေးထွက်ပါတယ်။အားရတယ်။ အလဲမနက်ခတ်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်နောက်ကနေ၃လုံးပေါင်း6 6ပါဝါ1 6နက်ခတ်က9 9ပါဝါလေး6 1 9ဆိုရယ်ကွေ1 2 3 4 5 6ပါအလဲမနက်ခတ်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်နောက်ကနေ၃လုံးပေါင်း2ညပါဝါခွန်နှစ်နှစ်ခကလေးလေးပါဝါကိုနှစ်ခွန်လေးကိုဆိုရယ်ခွေထွက်ပါတယ်။၂၀၂၂မှာအဖြစ်တင်မရှိပါဘူး။ 2023မှာလည်းအိုက်ဖြစ်ခြင်းမရှိတော့2024အလဲမနက်ကက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်နောက်ကနေ3လုံးကိုပေါ့ငါအဲပတ်သက်ပေးရလားဆိုတော့အဲ့လိုကောင်းနေရလဲရှိတယ် ခါရရင်ဟိုဒီလိုကောင်းနေရတယောက်နှစ်ယောက်ပါသူဂျန်နမီတာသူတွေကိုလည်းတစ်ခါရရင်ပြခုလိုမျိုးစိတ်ကောင်းဝင်နေတဲ့ချိန်တော့လေဒီတိုင်းပဲတန်းလိုက်တာပေါ့နော်ဟိုဟိုရင်လည်းပြန်ပြောမိရင်လည်းဂျန်တဲ့လူတွေစိတ်နှောက်ရှက်ဖြစ်မိုက်တယ်လာလာပေးလည်းနေခက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်နောက်နေ့၃လုံးပေါ့ငါငါပါဝါ ငါနဲ့ခက်က3 3ပါဝါရှိ9 3ည3ရှိဆိုရဲခွေထွက်ပါတယ်။အလယ်နဲ့ခက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်။နောက်ကနေ3လုံးပေါ့ငါ။ငါပါဝါ3ညငါနဲ့ခက်က3 3ပါဝါရှိ9 3ည3ရှိဆိုရဲခွေဒီမှာထွက်ပါတယ်။ဒီဘက်မှာအပူတွေထွက်လာတယ်နော်တော်တော်လေး။အံပေါ်ရလေနက်ခက်ဖြစ်ညနေပါဝါဖြစ်တယ်နောက်ကနေ၃လုံးပေါ့ငါ ငါဘဝ၃ညငါနကက၃ဘဝ၈ငါ၃ည၃ဆိုတဲ့အကွေဒီမှာထွက်ပါတယ်လေမနကက်ဖြစ်တယ်ညနေမှာပါဝါဖြစ်တယ်နောက်ကနေ၃လုံးပေါင်းကိုကိုဘဝ၄ကိုနကက်က၆၆ဘဝ၁ကိုလေး၆၁ဆိုတဲ့အကွေဒီမှာထွက်ပါတယ်အခုနောက်ပိုင်းနေမှာတော်တော်များများအပူးထွက်လာတာကိုသတိထားမိလားမသိဘူးနော်၂၀၂၃ကနေပြီးတော့၂၀၂၄လေးတောက်လျှောက်အပူးတွေထွက်တယ်အခုဒီမှာ အလယ်နက်ခက်ဖြစ်တဲ့ညနေပါဝါဖြစ်တယ်နောက်ကနေ၃လုံးပေါင်း၅၅ပါဝါ၃ညငါးနက်ခက်က၃၃ပါဝါ၈၅၃ည၃၈ဆိုရဲ့အကွေဒီမှာထွက်ပြီးမှဒီမှာဒါလာထွက်တယ်ပေါ့နော်အပူထွက်တယ်လို့ပြောချင်တယ်အပူတွေတောက်ချောက်ပေးချင်လာတာလားခုလေအပူပေးမှလားပေါ့ဗျာကျွန်တော်တို့ဒီမှာအလယ်မှာနက်ခက်ဖြစ်ထားတယ်ညနေမှာပါဝါဖြစ်တယ်နောက်ကနေ၃လုံးပေါင်း9 9ပါဝါ၄9နက်ခက်က6 6ပါဝါ1 9လေး6တိဆိုရဲ့ခွေ1 2 3ဒီမှာ၄ရက် 5ရက်ရချင်းပြေးပါပဲဒါပေမဲ့ကျွန်တော်2012ကနေပြီးတော့စပြတဲ့အထိမှာပြက်ပင်က2014ခုနှစ်မှာတစ်ကြိမ်ရှိပါတယ်ကျန်တဲ့နှစ်ကြိမ်က6ကြိမ်ကြာအဲ6ရက်မြောက်မှာထွက်တာနှစ်ကြိမ်ရှိပါတယ်တစ်ကြိမ်ပြက်တာ2014မှာတစ်ကြိမ်ပြက်တာလွဲပြီးတော့ပြက်ပင်လုံးဝမရှိဘူးလို့ပြောမိမှုပါပဲကိုလေး6 ကျွန်တော်ကတော့အဲ့ခွေထဲမှာကျွန်တော်ငါးဘရိတ်တက်တဲ့လူဖြစ်တဲ့အတွက်ငါးဘရိတ်မှာမှကျွန်တော်တစ်လေးဆိုတဲ့ကနေကိုကြိုက်ပါတယ်ဒါကတော့ကျွန်တော် Viber Channel မှာတော့ကျွန်တော်ပေးထားပြီးသားပါတစ်လေးဆိုတဲ့ကနေကိုတော်တော်ကြိုက်ပါတယ်နောက်ကျွန်တော်တို့ဒီနေ့ဒါတော်တော်များများကိုကျွန်တော်ဒီညနေမှာဒုက္ခပေးလိုက်တာပေါ့ဒုက္ခပေးလိုက်တယ်ပဲပြောရမှာ2935အခွေမနေ့ကတော့က338ခွေရတော့ထွက်တယ်ပေါ့ ်ကေ၃၅ရှိအကွေရလေအခုဒါဘောတော့ထပ်ပြီးပြောမနေတော့ဘော နောက်မှပြန်ပြောတော့အခုကျွန်တော်တို့ဒီမှာမနေ့မှနှက်ခက်ဖြစ်တယ်ဗောအလင်းမှာ30ပရိတ်ဖြစ်တယ်ဒါကခုန169လေးကပြီးပြီဗောနော်ကိုလေးဟုတ်တယ်ကိုလေး6တင်မှာကျွန်တော်တလေးကိုတော့ကြိုက်ပါလေဒါမှမဟုတ်ကျွန်တော်တို့ကဘာလို့မေ့မထားတင်လဲဆိုတော့ ဒါကျွန်တော်အခုမူပြလာတော့ပြီးသွားပါပြီမူပြတာပြီးသွားပြီမူကတော့ဒီတမူကိုပဲပြမှာပါဒီဟာကိုသိကျင်နေဆိုတဲ့မိတ်ဆွေတွေကတော့ပြန်ကြည့်ပေးပါ မနေ့မှနက်ခတ်အလဲမှ30ဖြစ်တဲ့မူကိုကျွန်တော်ပြပြီးသားပါကျွန်တော်မနေ့နက်ခတ်ဟိုအလဲ30ဒီပိတ်ပိတ်ညီကိုတွေပါရတော့ကျွန်တော်မပြသေးဘူးပေါ့နော်ဒါပါတော့ဒီပြပြီးသားမူက2935အခွေက2ရဲ့အတွင်းမှာထွက်ပါလေအဲ့ဒီဥစ္စာကျွန်တော်တို့ဒီမှာရထားပါလေ ခွန်နှစ်မှာမနေ့နောက်ခက်ဖြစ်တဲ့လက်တဆယ်ဖြစ်တဲ့2935နှစ်ရဲ့အတွင်းဆိုတာဒီမှာခွန်နှစ်ဆိုပြီးကျွန်တော်တို့အောင်းထားပါတယ်ကျွန်တော် public ကိုစပြရတာကျွန်တော်ဒီမှာစပြရတာပါဒီမှာအောင်းထားပါတယ်အဲ့တော့ကျွန်တော်တို့ခွန်3.2 key break လည်းရှိတော့ခွန်3.2 key break နဲ့ပတ်သက်ရင်2935အခွေလေးကိုတော့မမေ့သင့်ပါဘူးပြီးတော့ကျွန်တော်တို့ဒီရနေပြီးတော့2935ကလည်းကျွန်တော်တို့3ရက်မှာထွက်နေကြမှလို့ဒါကျွန်တော်တို့ဒီမှာမင်းမဲတဲတဲထိုးကြတာပါတကယ်တမ်းကျတော့မူတစ်ခုက 9ရက်အထိကစားတင်ပါတယ်အခုဒီမူဆိုရင်6ရက်မှာတော့မှထွက်ထွက်နေတယ်မူပေါ့နော်အခုကျွန်တော်ကိုလေး16ဆိုရအခွေအဲ့တော့နှစ်တရာကိုကစားပါကျွန်တော်အကြိုက်ကိုပြောရမယ်ဆိုရင်တော့ဒါကျွန်တော်မူပေါ့နော်မူပြတာပြီးသွားပါပြီကျွန်တော်ရဲ့ကောင်းတို့ရရာနဲ့ဒီမင်းဗညာလေးပေါ့ဗျာအဲ့ဒါလေးကိုဒီတိုင်းလိုက်ပြီးတော့ သုံးသက်မယ်ဆိုရင် तू ကဒါတလေးကို6အခွေထိုးတဲ့လူတွေကတော့တလေးကို6အခွေထိုးတယ်မထိုးတယ်ကိုယ့်အကူဆုံးဖြတ်တော့နော်ဟိုကျွန်တော်ကဒါမူပြတာကနန်းပေးရတော့မဟုတ်ဘူးကျွန်တော်ကပွန့်ပွန့်လင်းလင်းပြောရလို့ရှိရင်ကျွန်တော်ကဘာကြိုက်နေလဲဆိုတော့ ီမျက်ကွန်းသုံးညငါကလည်းခံလိုက်ရလို့လားမသိဘူးပြီးတော့ဒီမှာဒီမှာမထွက်ဖဲနဲ့မနေ့ကကအလစ်30ဖြစ်ပြီးမျက်ကွန်းသုံးညငါအခွေကိုဒီမှာသူထပ်ပေးရပုံတော့2ရက်အတွင်းထွက်တဲ့မူနဲ့ဒါပေမဲ့ကျွန်တော်ကအခုဆုံးဖြတ်ရခက်နေတော့ဒါကို့ဆုံးဖြတ်ရခက်နေတာပါကျွန်တော်တို့ကလည်းမူရှိတာကိုပဲပြောရတာကိုလည်းဒိဗတ်စကူရထားတာမဟုတ်တော့ဘာလာမယ်ဆိုတော့ကိုလည်းမသိဘူးပေါ့နော်ကျွန်တော်ရွေးရခက်နေတာနှစ်ခွန်3ည5နဲ့ ကိုလီ6တကူဘေကောင်မင်းကသာမလေးပေါ့နော်ကျွန်တော်အဲ့လိုခက်နေခက်နေတဲ့အခါကျတော့ကျွန်တော်အထဲမှာရှိတယ်ကျွန်တော်မူကြီးအကုန်လုံးကျွန်တော်ပြင်ညှိရေပေါ့နော်အဲ့လိုမျိုးကျွန်တော်ပြန်ပြီးတော့စစ်ကြည့်ရဲ့အခါမှာဘာဖြစ်လဲဆိုဒီကိုလီ6တကူထိုးမယ်ဆိုရင်ဥပမာ1 4လို့6 9လို့အဲအဲ့အမျိုးပေါ့ ၅ဗရိတ်၃ဗရိတ်မနေ့ညကပြောမယ်ဆိုရင်ကျွန်တော်မနေ့ညလို့ကျွန်တော်ထင်နေတယ်မနေ့ညလို့ထင်နေတယ်ဆိုတော့ကို့မှာလုံးပိုင်လေးတွေကျွန်တော်ဘာလို့ဒါတွေကိုရှောက်ပြောနေရလဲဆိုရင်ဝေခွဲရခက်အောင်ပြောနေတာမဟုတ်ဘူးခုကြည့်နေတဲ့လူတွေမှာလည်းကြီးတွေရှိမင်းဝန်းကျင်တွေရှိမင်းကိုကင်တဲ့ဟာလေးတွေနဲ့ကိုချင့်ချင်လူရောအောင်ကျွန်တော်ပြောတာပေါ့နော်ခုဒါမနေ့ပြန်ဆိုလို့ရှိရင် မတွဲဆိုလို့ရှိရင်ပါရှိမလဲဆိုတော့မတွဲရတာကျွန်တော်ပက်ပရိတ်ပေးထားပြီးသားပဲဒါ ကိုနှစ်ဆိုတော့1ပေါ့ဗျာ1ပါဝါ6 6ကကက9 9ပါဝါ4เนาะဟို1 6 9 4နှစ်ဆိုတာမတွဲပေါ့အဲ့တော့ဒီမနေ့ပိုင်းကိုတော့1694ကိုအော်ထိုးသင်းနေထင်းမှာတော့အဲ့အခွေကြီးတစ်ခုလုံးကိုထိုးသင်းနေဟာတယ်မှာတော့မပါဘူးပေါ့နော်ဒီမတွဲဆိုတာလေဖောက်တက်တယ်နော်ဒါတကယ်တမ်းပြောရလို့ရှင်မတွဲဆိုတာလေအရင်ကြီးတော့မကင်သင်းဘူး ဒါပေမဲ့အဲ့မတွဲရှိလို့ဆိုပြီးမထိုးပဲလဲမနေသင်ဘူးကျွန်တော်ခဏခဏခံလို့ပြောတာပါဒီမနေ့လည်းပဲဒီမှာ၈၁ဆိုလို့ရှိရင်လည်းဒါမွေးကနန်းလည်းရှိတယ်ဒါကျွန်တော်အကုန်လုံးကျွန်တော်ဒီမှာဒီမွေးကနန်း၃လေးခွက်ပေါ့နော်ဒါပြင်ကြမယ်လို့ဒီအဲဟုတ်တယ်ကျွန်တော်ပြပြသားပေါ့၈၁၂၉၈၉ဆိုတာဒီလေးခွက်ပြီးတော့၂၉နဲ့၈၉ကို main ပြတာပေါ့နော် ဒါမတွဲတယ်ညီလို့ရှစ်တကောနှစ်ကိုကောဒီနေ့မတွဲတယ်ညီရေးတည်လားဒါပေမဲ့ထွက်သွားတယ်အဲ့လိုမျိုးဆက်ဖြစ်မယ်ဆိုရင်လည်းမနေ့ဖန်6တကော4ရအခုကျွန်တော်ဝေဝဲအပ်ခက်တာအဲ့ဒါမနေ့ကတော့ကလေဒီနှစ်ကွန်လေးကိုကဖောက်တယ်အဲ့ရှစ်တက်9တုံညာမတွဲလေဖောက်တယ်နှစ်ခုလုံးကြာသွားတယ်ပေါ့ဗျာဒီဒီမွေးကနေနှစ်ကွက်လုံးကြာသွားကိုမိမ့်မရလိမ့်ဘူးပြောချင်တာအဲ့လိုမျိုးပဲ ဟိုအလေးတစ်စဲပြုတ်လို့ရင်အလေးတစ်စဲမူတွေကအဲ့ဒါကြီးဆရာလေးပဲညင်းတို့မူတွေပါလေရှိပါတယ်ထားပါတော့တော့ဒါကတော့အခုကျွန်တော်မူတစ်ခုလေးကိုကျွန်တော်ကပြောနေရဆိုတော့ကျွန်တော်မှာလေခွန်သုံးနှစ်ကီဘရိတ်ကလေရှိတယ်ခွန်သုံးနှစ်ကီဘရိတ်ကဒါသုံးရက်အတွင်းကိုကြပြီးတက်တယ်ဗျမနေ့နှစ်ခက်ဖြစ်မယ်ညနေမှညကိုဖြစ်မယ်အဲထိတ် ထိတ်ထိတ်နက်ခတ်ဖြစ်မယ်ညနေမှညီကိုဖြစ်မယ်ဆိုရဲမူရခွန်သုံးနှစ်ကီးဘရိတ်ကလည်း၃ရက်အတွင်းမှာကျပြီးတက်တယ်အဲ့တော့မနေ့ပြန်မနေ့ပိုင်းတော့ကျွန်တော်နှစ်ခွန်၃၅အခွေလေးကိုကြိုက်တယ်ပို့ပြီးတော့အဲ့1469မှာထိုးကျင်နေဆိုရင်တော့1 4ကတော့၅ပရိတ်မှာ1 4က main ရှိတယ်ဗျာအဲ့တော့1 4တို့1 4ကိုတော့မဖြစ်မနေထိုးပါကျန်တာဒီဘာမှမထိုးကျင်ဘူးဆိုတော့1 4ထိုးအပုထိုးဗျာ နောက်ဆုံးဘာဖြစ်လို့လဲဆိုတော့အခုနောက်တော့ကျွန်တော်တို့ကြည်လာတဲ့အထဲမှာဒီမှာကျွန်တော်မှတ်မိအောင်ကျွန်တော်ပြန်ပြပြဒါချင်းချင်းလို့ကျွန်တော်ပြတာပါနော်အပူကလည်းလာမှာဒီတစ်ပတ်ကလာမယ်ထင်တာပဲပေါ့ဗျာဟုတ်မူရဆိုရင်တော့လာမှာပေါ့ဒီမှာဗျာအာဒီမှာတော့9338 အဲငါတုံညာ3ရှစ်အဲဒီမှာထွက်ပရိယပတိတာထွက်တယ်ပေါ့နော်ဒီမှာလဲငါတုံညာ3ရှစ်ဒီမှာအပူးထွက်တယ်ဗျာဒီမှာငါတုံညာ3ရှစ်အပူးထွက်တယ်ဗျာဒါ2024ပေါ့နော်2025ကိုဝင်တော့9ပေါ့နော်9ပါဝါလေး9ရက်ခက်က6 6ပါဝါ1 9လေး6တက်มาလေဒီမှာအပူးထွက်တယ်ဗျာနောက်ငါတုံညာ3ရှစ်ဒီမှာတော့ထွက်တယ်ငါတုံညာ3ရှစ်ဒီမှာ8ရှစ်ထွက်ပြီဒါတော့အပူးခံပြီးမှဒီကောင်ဒါထွက်တယ် အဲ့တော့ကျွန်တော်တို့ဒီမှာလဲပူမြန်ပူနေမှာလားပေါ့အဲမတွဲကနန်းပြပြပါဦးဆိုတော့မတွဲကနန်းဒီလိုဗျဒီလိုဆိုတော့ဒီမှာဗျဒီ break ကိုပေါင်းလိုက်ကိုမို့လားအဲ့တော့ကိုဆိုကို power လေးလေးနဲ့ကက်ကက်ဒီမှာမတွဲဖောက်လို့ကိုလေးနေအဲ့ဒါကိုပြောနေရကျွန်တော်မှမတွဲကနန်းနှစ်မျိုးရှိရနော်ကျွန်တော်ပြဒီမှာကဲ ကျွန်တော်စစ်ထားတာဒီမှာဗျာ9338ခွေကြီးပြပြီးတော့ဒီမှာမိမ့်မရဘူးပေါ့နော်ဒါထိတ်လဲမှန်နေဒါတနင်္လာမှာထိတ်6183ထိတ်ဆိုဝင်နေ6183 294ခုအပိတ်ကလည်းဝင်သွားတာပဲညနေမှာဒါပေမဲ့ဒီမှာ96183ကမတွဲတဲ့ဖောက်သွားတယ်နော်ဒီမှာကြည့်တခုနောက်တခုဒီမှာမတွဲ6420ဖောက်တယ်နော်တည်လား ကိုနှစ်ဆိုပြီးထွက်သွားတယ်။အဲ့ဒီမူရီကဘလို့ရတာလဲဆိုကျွန်တော်ပြောပြမယ်။ကြိုင်တော့ထိုးပြဒါပေမဲ့ကျွန်တော်တို့ကငနေအင်းများနေလို့သာဒါဒီကိုမဖြစ်မနေခံရတာမထိုးပဲနေလားဆိုတော့မနေဘူး။အော်ဂနဲတော့မဖြစ်ဘူးပေါ့ဗျာအဲ့လိုမျိုးဖြစ်သွားတဲ့အခါမှာတကယ်တော့ဒီ၈တိတူ၉နှစ်တူဆိုတော့ organel ဖြစ်ရမှာဒီ main ဒီမတွေ့တာမညီဘူးဆိုရင်မတွေ့ရလဲအဲ့လိုနှောက်ရက်တာဒီမှာဒီရဲ့ မနေ့ပိုင်းမှာဘလို့ဖောက်တာလဲဆိုတော့ဒီမှာ၅၅ငါးပြင်း6ဗျာဒါ break ကိုပြောရနော်၅ဆိုတာငါးပြင်း6 6ဘဝ1တင်းတစ်ခက်က8 8ဘဝ3 6တ8 3 3နှစ်ခက်က9 6တ8 3 9မတွဲဆိုတော့ဒီမှာဖောက်သွားပြန်ဟုတ်တဲ့ချင်းနော်အဲနောက်တစ်ခုနောက်တစ်မျိုးကြတော့ငါးငါးပါဝါ၃ည၃ညနဲ့ခက်ကခွန်ခွန်ပါဝါညခက်ကလေးငါး၃ည၇နှစ်လေးဆိုတာဒီမှာ तू ကတော့မှန်သွားတယ်ပေါ့ ဟောညနေလေးရောက်ကိုကိုပြီးတော့တုံညတုံညပါဝါငါငါနဲ့ကက်ကတုံတုံပါဝါရှိကိုတုံညငါတုံရှိသူကမှန်သွားပြီးတော့ဒီမှာကိုကိုပါဝါလေးလေးနဲ့ကက်ကနှစ်နှစ်ပါဝါခွန်ခွန်နဲ့ကက်ကိုလေးနှစ်ခွန်တုံညဆိုတဲ့ခွေကဖောက်သွားပြန်အဲဒါကြောင့်ကျွန်တော်တို့မှာကကနန်းနေရများတဲ့အခါကျတော့မတွဲမကင်လို့လည်းမရပြီးတော့ကီးရဒီမှာကြည့်ဒါဒီကီးရလည်းကျွန်တော် public ကိုပေးပြီးသား public ကလူတွေက မှတ်မှထားလို့ဒါဓာရီကိုကျွန်တော်အသေးလေးကိုကျွန်တော်ပြပြီးသားဓာရီပြထားတာပြင်ဓာရီဆိုလို့ရှိရင်2လကျော်တော့ဖြစ်နေပြီခုထီကိုမှန်တော့ဒါမှဆိုလို့ရှိရင်လေ6 1 key မှန်တာပဲ4 6 1 key မှန်တာပဲ3 8 5 key မှန်တာပဲပေါ့နော်ဓာရီကပဲထွက်နေမနေ့ပြန်ဆိုလို့ရှိရင်ဘာရှိလဲဆိုတော့ကျွန်တော်ဘာလို့အဲ့ဒါကိုကြိုက်လဲဆိုတော့9 3 3ငါခွန်နှစ်ဒါကြီးပြီပေါ့เนาะ၄ခုနှစ် တမ်းနဲ့ပြန်တွက်ကြီးအဲ့လေးကို6တက်ကိုလေကျွန်တော်ကဒီမှာလေးကိုနှစ်ကြီးတစ်ချက်ခံနေလို့စဉ်းစားခက်နေတယ်အဲ့ကြောင့်ကိုကြိုက်တဲ့ဟာလေးတွေရှင်ထိုးပါဒီကျွန်တော်စိတ်ထဲမှာဘာရှိနေလဲဆိုတော့2017တည်းကနေပြီးတော့ကျွန်တော်ပြထားတဲ့ခွန်3နှစ် key break ဆိုတာရှိကြည့်ကြည့်လေ ထိတ်ထိတ်နက်ခက်ဖြစ်တဲ့ညနေမှာညီကူဖြစ်တယ်ဆိုရမှုအဲ့ကွန်ကလေဟိုက်လို့၃ရက်အတွင်းလောက်မှထွက်တာများတယ်အဲ့မူကလည်းရှိတယ်ငါးတုံညခွန်နှစ်ကလည်းရှိတယ်ဆိုတော့ကျွန်တော်ကအဲ့ဘက်ကိုပို့ပြီးတော့အလေးတားတယ်တကယ်တမ်းပြောရရင်တော့ကျွန်တော်ကြိုက်နေတာသူကသူမတွဲဖောက်ချင်ပေါ့မဖောက်ချင်နေဗျာဟိုတစ်တစ်လေးလေးကိုကို66ကတော့အပူကတော့ထိုးမှာနောက် နှစ်ခွန်၃ညငါးမှဆိုရင်ဘာလို့အဓိကထားပြီးထိုးမလဲဆိုတော့ဟို22.90ခွန်5ပေါ့ဗျာအဲ့ခဏကိုကျွန်တော်ကဦးစားပေးပြီးထိုးမှာဟိုခွန်၃နှစ်ကီးဘရိတ်ကိုအကုန်မထိုးတော့ဘူးဗျာ22.90ခွန်5အဲ့လေးခွက်ကိုမင်းကစားပဲမင်းကစားမယ်ပြီးတော့ဟိုဘက်က1469မှာဆိုရင်1144669ကိုထိုးမယ်ကျွန်တော်အဲ့လောက်ပဲဒါကကျွန်တော်ရွေးချယ်မှုပေါ့နော် အဲ့တော့အခုကြည့်နေတဲ့မိသားစုတွေလည်းကျွန်တော်အစားဆုံး2012တည်းကပြပြီးသားဖြစ်တဲ့အတွက်ခုမှရှိတဲ့ဟာလေးနဲ့တင့်တင့်တလူချိန်ကစားပါကျွန်တော်ကဒီတလေး69မှာတော့တွဲတွဲမတွဲတွဲဒီတလေးဆိုတဲ့ကနန်ဒုက္ခကူတော့မဖြစ်မနေထိုးပြီးပါထိုးသင့်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဒီလောက်အထိလည်းကျွန်တော်ပြောပြမယ်လို့မထင်လို့ကျွန်တော်ထုတ်မထားတာဟို ျွန်တော်လည်းမူတွေလွတ်မရဘူးပြ။ပြပြလည်းမရှိပြီးတော့ဟိုထပ်ပြောရလို့ရှိရင်9338တို့ဘာလို့လိုက်နေတဲ့မျိုးတွေရှိရင်လေတိတ်ပြီးတော့ဝေဝေါအောင်ပြောတာမဟုတ်ဘူးနော်ဟိုဘာပြောရဆိုအခုကြည့်နေတဲ့လူတွေအကုန်လုံးလဲကိုပြောတဲ့ကနေကိုခွေကိုထိုးမှမဟုတ်ဘူးကိုဟာနဲ့ကိုရှိပြီးသားလူတွေကများတယ်အဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးမှခွန်နှစ်ဆိုတာကြားလိုက်တာ ਨੇ တနင်္လာညနေမှာခွန်နှစ်ဆိုပြီးဒဲနှစ်ခွန်မရဘူးနော်ခွန်နှစ်ဆိုပြီးဒဲကြလိုက်တာ ਨੇ ဟဲ့အပင်မှာ9တုံညာ38ဆိုရဲ့ခွေထွက်ကိုထွက်တယ်ထွက်ကိုထွက်တယ်ဆိုတာ2014မှာစပြီးတော့ဒီခွန်နှစ်ဆိုတာအခုချိန်နဲ့ဆိုရင်6ပင်မြောက်ဖြစ်ပြီပေါ့နော်ဒီတနင်္လာနေ့မှာခွန်နှစ်ညနေပိုင်းမှာခွန်နှစ်ဒဲကြရဲ့ခနဲ့အဲ့တော့ဒါနဲ့ဆိုရင်6 6ကြိမ်ရှိပြီကြာတယ် ဲ့ဒီ9338ကကျန်တဲ့၄ချိန်မှာအင်္ဂါမကျော်ဘူးထွက်တယ်အဲ့တော့ခွန်သုံးနှစ်ကီးဘရိတ်ထဲမှာဒီ33ကိုဘာလို့ဆိုရည်လဲထိုးတင်တယ်အများကြီးမလို့ချင်ဘူးဆိုရင်မနဲ့ဖြံဟုတ်တစ်လေးထိုးပါ9338ခွေလေးက33ထိုးပါ98မွေးကနေရှိတဲ့အတွက်98ထည့်ထိုးပြီးပါနှစ်ခွန်39မှာ22 90ခွန်5ထိုးပါဒါပဲဒါကျွန်တော်အကြိုက်ကျွန်တော်ရွေးချယ်မှုပဲ အဲ့ဒီအခွေ၃ခွေမှာ9ခွက်အရင်14ခွက်ပေါ့ကြာတကယ်လို့မာဂျင်ဥပညာဆိုလို့ရှိရင်တော့ဒါအပိတ်ကျွန်တော် public ကိုပြောပြီးသားမနေ့ပြန်ကို2ခွန်4ခုအပိတ်ရှိတယ်အဲ့တော့ကြောင့်9 3 8ခုတော့မနေ့ပိုင်းခပ်ပါပါပေါ့ကြာတိတ်ကောင်းလည်းမထင်းနေဘူး အဲ့လိုတော့လေပြောလို့မရဘူးဒီနောက်ပိတ်ဆိုတာမနဲ့မကြညစ်ကြမှာမနဲ့တီးတတ်မှာမဟုတ်ဘူးကဲအဲ့တော့ကျွန်တော်အခုပြောတာထပ်ပြောပါမယ်ကျွန်တော်မနဲ့ပြန်အတွက်ကြိုက်တာကျွန်တော်ပြောသွားတာအခုရ၃ခွေဖြစ်ပြင်မယ်ကျွန်တော်ရွေးပြီးသွားတာတစ်လေး၃ည၃၅၈20 25 90 95 95ခွက်အရင်14ခွက်ရှိတယ် အဲ့22 980ခွန်9ကိုဘယ်နည်းဖြစ်ကျင်နေဆိုလို့ရှိရင်တော့ဒါ2ခွန်4ခုဆိုတာအပိတ်အဲ့ဒါနဲ့ဒေထိုးပေါ့ဗျာကဲမနေ့ပြန်မှာကန်ကောင်းကြပါလိမ့်ဗျာကြီးစုပြီးတဲ့တယောက်ချင်းစီအများကြီးကျေးဇူးတင်ပါတယ်ခွန်လိုက်ပါ